စာပေဖတ်ရှုမြတ်လို့သူများအားလုံးမင်္ဂလာပါရှင်။ In Wise YouTube Channel မှာလည်းလည်းနေထွေးစာကြိုဆိုပါတယ်ရှင်။ယခုတစ်ခေါက်မှာတော့ဆရာနေဝင်းမြင့်ရဲ့ Nest Coffee ဆိုတဲ့ဝတ္ထုတူလို့ကိုဖတ်သွားမှာပဲဖြစ်ပါတယ်ရှင်။စီချင်ကုန်းဟာနမယ်နဲ့လိုက်အောင်ပဲ ဇီးချင်ပင်တွေတောထနေတဲ့ရွာကလေးအနည်းဆုံးကကျောင်းဆူးဆိုတဲ့တိုက်မယ်အစ်င့်ရွာနဲ့ကိုပဲလေးမှန်ကြော်ကြော်လောက်ဝေးတယ်ရီလဲရှာနေလဲပူဖုံလဲထူတဲ့ရွာတရွာလိုပါပဲတိုက်တော့မထူဘူးခေါင်ထဲစီးရဲတယ်အင်ချီနေတယ်ဇီးချင်ကောင်းကလူတွေဟာပစ္စည်းပစ္စည်းဝယ်လေးဝယ်ခြင်းလို့ဥပုပ်တည်လေးစောက်တည်ဖို့မုတ်လေးပဲလေးစားစရာတောက်စရာလေးဝယ်ခြင်းရင်ကျောင်းစုကိုပဲသွားရတယ် ွာမာကဈေးရှိတယ်ဆိုယုံကလေးပဲရှိတာကိုဒါမဲ့ရွာဖြစ်လာပြီဆိုတော့လေစပိန်ပြင်ဆိုင်ကလေးတစ်ဆိုင်ရှိတယ်စပိန်ညဆိုင်ကလေးတစ်ဆိုင်ရှိတယ်ရွာသားတချို့စိုက်တဲ့ကြံခင်းတွေရှိတော့ကြံရင်ဆိုင်ကလေးတစ်ဆိုင်ရှိတယ်နောက်ဖြစ်ချဲချဲချိုဖန်ဖန်အရာရှိတဲ့အုံညီခဲရောင်လက်ဖက်ရည်တခွက်တပလာရနိုင်တဲ့လက်ဖက်ရည်ဆိုင်ကလေးရှိတယ်ရွာအနောက်မှာအကျော်ဆိုင်ကလေး ထရီခါဆိုင်ကလေးရှိတယ်ဒါပဲဈေးချင်ကုန်းရရောက်လာတဲ့ဧည့်တွေဟာ စပိန်ညက်လို့ရမယ်စပိန်ပင်ချင်ရင်ဖြစ်တယ်ကြံရည်တောက်မယ်ဆိုရင်ငွေနဲ့ကြက်လောက်နဲ့ကြိုက်တလောက်တောက်နိုင်ခွင့်ရှိတယ်ထရီခါကြိုက်ရင်ကိုလုံးထန်းတဲကိုသွားနိုင်တယ်လက်ဖက်ရည်မှတောက်ချင်ပြီဆိုရင် ကိုဤကုန်းဆိုင်ကိုသွားထိုင်ဖို့ပဲအခုပြောချင်တဲ့ကိစ္စကကိုဤကုန်းဆိုင်အကြောင်းပဲ ီထက်ပိုပြီးနည်းနည်းစိတ်ပြောရင်ကိုဤကိုဆိုင်ရဲ့လက်ဖက်ရည်ခုံဘယ်ဘက်တော့ကကော်ဖီမုန့်ထုတ်ကလေးအကြောင်းပဲဒီကော်ဖီမုန့်ကလေးကိုကိုဤကိုဝယ်ထားတာကြာပြီဘလောက်ကြာပြီလဲဆိုတာတော့သူမမှတ်မိဘူးကြာတော့ကြာပြီကြာဆိုစည်းချင်ကုန်းမှာကော်ဖီတောက်တဲ့သူဟာပြောရင်ယုံမလားမသိဘူးတယောက်ပဲရှိတယ်အဲ့ဒီလူနာမည်ကချန်ထွန်းအောင်လို့ခေါ်တယ် အရက်ရှည်ကိုင်းကိုင်းနှုတ်ခမ်းပြပြမိုးစိတ်တွေထူးထူးထောင်ထောင်နဲ့ကျူဆဆတ်မကြောကြောရုပ်မျိုးသူဟာမနဲ့တိုင်းကိုဤကိုလက်ဖက်ရည်စိန်ကလေးကိုလာလေးရှိတယ်လာတိုင်းလဲကော်ဖီတစ်ခွက်မာတောက်လေးရှိတယ်ကော်ဖီကို မက်မက်ဆက်ဆက်ကြီးကြိုက်တယ်ဆိုတာခြံထွန်းအောင်ပဲကော်ဖီတစ်ကြိုက်ကို အားရပါရကြီးကြိုက်ချပြီးရင်စင်ကောင်စေးပေါ့လေးကိုအားရပါရဖွာတော့တာပဲပြီးရင် ကော်ဖီခွက်ထဲမှာခက်မဲမဲကြာရင်ခဲ့တဲ့ကော်ဖီမြစ်တွေကိုတော့ရင်းမွေးနေနေထက်ထဲ့ပြီးကြိုက်ချပြီးရင်စေးလိုက်ဆက်ပွားပြီးရင်ရင်းရေးကျန်းနှစ်ခွက်လောက်တော့ပြီးရင်ကျွတ်တစ်ချက်လောက်ပြင်းပြင်းထိုးပြီးမှထပြန်လာတဲ့လူမျိုးကိုအဲညာဖက်မှာတော့လက်ဖိဆိုင်ကလေးကဆော့ဆော့ပိတ်သက်တော့ညဦးကလေးကကော်ဖီတစ်ခွက်ဝယ်ပြီးမတောက်သေးပဲနှက်ထားတယ်အဲ့တော့မဲဆိုမှ အေးဆက်နေပြီဖြစ်တဲ့ coffee ကိုကြိုက်ချာအရတာခံပြီးမှအိပ်တယ်။ဒါမှလည်းအိပ်ပျော်တယ်။ခက်တာကကိုဤကိုရဲ့စိန်ကလေးဟာစိန်ကြီးကနာကြီးမဟုတ်ဘူး။စိန်မုတ်တောင်တင်မောစီထဲလက်ညှိုးနှစ်ပြီးတပြားပေါ်လက်ညှိုးနဲ့ပဲရေးထားတဲ့စိန်ပုတ်ကလေးနဲ့စိန်မျိုးဆိုတော့ကြည့်ပေါ့။ဈီချင်ကိုရွာက လူတွေဟာလက်ပည့်စိန်ထိုင်တတ်တဲ့လူတွေမဟုတ်ဘူး။လက်ပည့်ရင်ကျင်းမှုဟာသူတို့ရွာကလေးနဲ့ဘယ်လို့မှမပတ်သက် ဲ့ဒီအချိန်ကလက်ဖက်ရည်တခွက်ရဲ့တန်ဖိုးကဘာမှမရှိပေမဲ့ဘယ်သူမှဟုတ်တိပတိလက်ဖက်ရည်စိန်ကြောက်ချထိုင်တာမျိုးမရှိဘူးမရှိဘူးဆိုရင်လည်းတခွထော်ပြောစရာရှိတယ်မရှိဘဲနဲ့ကိုဤကွန်ဘယ်သူကိုရောင်းနေတလဲမနေ့ဖက်ဈေးဖွင့်ကလေးမှာခဏတစ်ဖြုတ်ဖြတ်သွားဖြစ်လာမြင်လဲစရာတွေတောက်တယ်စိန်ညောင်းဖက်ကဝန်ထမ်းတချို့တောက်တယ်ရွာသေးကနည်းနည်းပတ်စံရှိတဲ့လူတချို့တစ်ခါကလေးတောက်တယ် အဲ့ဒီရောက်တဲ့အိမ်ကထုတ်ဝေတာရှိတယ်ဒါပဲတမိလုံးမှခွက်30မပြည့်ဘူးဆိုတဲ့ဆိုင်ကလေးနောက်ခုက ကိုအီကွန်းဆိုင်ကလက်ဖက်ရည်တမျိုးတည်းမဟုတ်ဘူးဖုံတိုးတိုးတက်တနေတဲ့ဘီလက်ရည်လေးဂျင်ဂျာဘီယာလေးဝန်ကနစ်ကလေးလည်းတင်ရောင်းတယ်တော်လီမုတ်ဆလေးစုံစီနဖာရောင်းတာလည်းရှိတယ်ကိုအီကွန်းကဒါနဲ့စားနေတာဒါမှပြောခဲ့တယ်လို့ပဲ တမိခွက်30လောက်ကလက်ဖက်ရည်ဖြစ်နေတတ်ပြီးကော်ဖီတောက်တာကခြံထွန်းအောင်လည်းရှိတယ်။ကိုအီကွန်းကတိတ်နေကြီးရွာကိုကုံသွားချိန်ကော်ဖီမုတ်ထုပ်ဝေဝေလာရတာခြံထွန်းအောင်ဖို့ပဲ။တခါတလေကော်ဖီမုတ်ထုပ်ကလေးဟာမူရောင်တက်နေလောက်တယ်။ကြတော့အနဲ့အရတာတောင်မင့်နေလောက်တယ်။တခါတလေတခါကော်ဖီမုတ်ဖြစ်ခဲ့ဘူးတယ်ဆိုတော့ ကိုယ်အနေအချင်းကလွေးရင်ကော်ဖီမဟုတ်ပါလို့ပြောဖို့တောင်ခက်တလောက်တဲ့အခြေအနေမျိုးဒါမှရတယ်ကျွန်တော်ကတော့ရတယ်ကိုအီကိုဆိုင်မှာကော်ဖီလေးတစ်ခွက်တနေရနေတာကိုပဲကြီးစုတနေတာမနေ့တစ်ခွက်ညတစ်ခွက်ကိုအီကိုဆိုင်ကကော်ဖီရနေတည်းရေဘဝဟာပြီးဆုံးနေတယ်လို့သူတွက်ထားပြီးသားကိုအီကိုကလည်းတရုတ်နှစ်တစ်ကူတာတောင်မပိတ်တဲ့အဆိုင်ဆိုတော့ညခါမှသာညံ့ရော ကော်ဖီကတော့ရနေတာမဟုတ်လားဒီလိုနဲ့ကိုအီကိုရဲ့ခန့်ညံ့ညံ့ကော်ဖီနဲ့ခြံထိုးအောင်မိတ်ဆွေဖြစ်နေတာနှစ်ပေါင်းများစွာကြာလာတယ်။ဒီနေ့ခြံထိုးအောင်အိမ်ကိုစေမျောင်းကအလုတ်သမားတစ်ယောက်ရောက်လာတယ်။လက်ထဲမှာပလတ်စတစ်ခွက်ကလေးတစ်လုံးပါလာတယ်။ခြံထိုးအောင်မိန်းမကတော့တစ်ဖက်ခြံကစေမျောင်းဘူသေးမှာထမင်းချက်တဲ့ကောင်းလေးနဲ့တီးတယ်။ကောင်းလေးကဘာမှမပြောဘဲခြံထိုးအောင်ကိုပဲရှာတယ်။ ဟဲ့လားမင်းဦးလေးရှိတယ်ဘာလဲပြောလေဒီမှာပေးခိုင်းလိုက်လို့ဘာလို့လဲစားစရာဘောဗျစေမြောင်းဘူကြီးမိန်းမကဘုပေးခိုင်းလိုက်လို့ဈီချင်ကိုရွာသားများကစေမြောင်းက အင်ဂျင်နီယာတွေကိုစေမြောင်းဘူကြီးလို့ခေါ်လို့ရှိတယ်အင်္ဂလိပ်ခေတ်ကလေးကရှိတဲ့စေမြောင်းအင်ဂျင်နီယာတွေနေတဲ့ဘန်ဂလိုကိုဘိုသေးလို့လည်းခေါ်လို့ရှိတယ်ဘိုသေးနဲ့ချန်ချင်းကလည်းကတ်နေတော့ ခင်းဆန်ရှိရင်တို့လူများကိုခေါ်ခိုင်းနေရှိတယ်။ဒီလိုပဲမကြခဏဟိုဟာလေးလက်ပေးဒီဟာလေးလက်ပေးလှုပ်တတ်တာရှိတယ်။ဒီခါတော့ခွက်ကလေးတစ်လုံးနဲ့လက်ပေးတာဆိုတော့ထူးဆန်းနေတယ်။ဘာပါလိုက်ပေါ့လေ။ဒီမှာတင်ချန်ထိုးအောင်လဲအိမ်ရှိကိုထွက်လာတယ်။ခွက်ကလေးတစ်လုံးနဲ့ရက်နေတဲ့ကောင်လေးကိုတွေ့သွားတယ်။ကာဖီလို့ထင်တာပဲဘူဂရောပေးခိုင်းလို့သူတို့ရွာမှာကော်ဖီကိုကာဖီလို့ခေါ်လို့ရှိတယ်။ဘာပဲဖြစ်ဖြစ် ကော်ဖီဆိုကလေးကခြံထုံးအောင်ဘာမှမပြောနေတော့ခွက်လက်တလုံးထားရှာပြီးလေယူလိုက်တယ်။ကောင်လေးညံသွားတော့အင်ရှိကုတ်ပြစ်မှာပဲဘိုကတော့ကော်ဖီကိုတောက်တယ်။ကြည်စမ်းထပါကော်ဖီလေဒီကော်ဖီမျိုးဘယ်ဟုံးကပေါ်နေတာလဲ။ဘယ်လိုလူတွေကတည်ထွင်ထားတယ်လဲ။ဘယ်လိုလူတွေကတောက်နေတာလဲ။ဒီကော်ဖီဟာစီချင်ကုန်းကိုဘယ်လိုရောက်လာတာလဲ။ ဒီကဘာပေါ်မှာဒီ coffee မျိုးပေါ်နေတာကိုနှစ်ပေါင်း50တင်းမှဒါသူပထမဆုံးသိလိုက်တာသူဟာ coffee ကိုကုံသွားမှဆိုးတဲ့ပုံနဲ့အဆွေရုံနဲ့တောက်တယ်ဒီခန်းလေးဆိုရုံနဲ့ဆွပြီးရှာနဲ့ရက်တယ်ရက်လက်တိုင်းနဲ့သူ့တကူလုံးကအကြောချင်တာဖြင်းခနဲဖြင်းခနဲအငွေတွေထွက်သွားသလိုခံစားနေရတယ်သူ့ရင်ထဲမှာမိခိုးတွေကစီကာစင်ကာဖြစ်ပေါ်နေမဲ့သူ့မှာအဖြစ်ရှိဘူး သူဟာကော်ဖီကုံသွားတာတောင်ခွက်ကိုကရင်ငိုင်နေလိုက်တာတမနဲ့ခင်းလုံးပဲကိုအီကုန်းဆိုင်ကိုလည်းမသွားဖြစ်တော့ဘူးဒီမနဲ့တော့သွားဖို့လည်းမလိုတော့ဘူးကိုကိုအီကုန်းဆိုင်မှာနစ်ပေါင်းများစွာတောက်လာတဲ့ကော်ဖီဟာလက်ဆက်သက်သောအင်မတန်ညံ့ပြင်းတဲ့ကော်ဖီပါကလားမနက်တခွက်ညဦးတခွက်ဝတ်မပြတ်တောက်လာတဲ့ဒီကော်ဖီဟာလက်ဆက်သက်သောအလွန်ဆိုးရွားတဲ့အနက်အရတာအိုဂလီဆန်ချင်စရာကောင်းတဲ့ကော်ဖီမျိုးပါလား လူဆိုတာနေရှင်တက်တက်တက်တော်မဟုတ်လားဒါနဲ့လူမှာစင်ချင်းတုံတရားဆိုတာနည်းနည်းပါးပါးဖြစ်ဖြစ်ရှိတာပဲမဟုတ်လားဒါနဲ့ကိုအီကုန်းကို तू အပြည့်တင်တာတော့မဟုတ်ဘူးခဏမနဲ့တောက်လိုက်ရတဲ့ကော်ဖီမရှိခင်ကကိုအီကုန်းကော်ဖီကကော်ဖီပဲမဟုတ်လားခဏမနဲ့တောက်ရတဲ့ကော်ဖီမျိုးဟာနေ့စဉ်ပဲမှာရနိုင်ပါမလဲ तू တခုတော့ဝမ်းနေသွားတယ်ဒီမနဲ့တောက်လိုက်ရတဲ့ကော်ဖီမျိုးနော် သူ့ဘဝတစ်ချောင်းလုံးတောက်ရတော့မှမဟုတ်ပါလားဆိုတဲ့အပြီးကြောက်ပဲငါဘိုတဲကိုတောင်းအောင်မဟဲ့ထပါကာဖီလဲငါတမေးအောင်မယ်သူ့မိမကိုအုပ်ခဲ့ပြီးခွက်ကိုကန်ရင်းနေပဲခြံစည်းရိုးကိုခွကျော်ပြီးဘိုတဲဖက်ကိုသူထွက်လာတယ်စေမျောင်းဘိုကြီးကိုတော့မတွေ့ရဘူးညောင်းကျိုးတဲ့စီကိုတွားစစ်နေတဲ့သူရဲ့ဘိုကြီးကတော့အဲ့ရတွေအများကြီးနဲ့စကားပြောနေတယ်အထုပ်တွေအပိုးတွေလည်းတွေ့တယ် ဘာလဲဟိခြံထွန်းအောင်သူဝင်လာတွေ့တော့လမ်းမေးတယ်ပထမတော့အဲ့တွေတွေရှိတော့သူမေးဖို့တွန့်သွားတယ်ဒါမဲ့လဲသူမေးဖို့လာတာပဲမေးရတယ်ဒါပါကော်ဖီလဲသူသိချင်နေတာမဟုတ်လားအော်အခုနငမုံလာပေးတာဘာကော်ဖီလဲလို့ပါအော်အေးအေးအေးမင်းကော်ဖီချိန်မန်ပြီလို့ဟဲ့ငါပို့ခင်းလိုက်တာအဖေတို့မြို့ကပါလာတာ Nescafe လို့ခေါ်တယ်။ဗျာ။ဘာခေါ်လဲ? Nescafe နက်ကာဖီအေးနက်ကာဖီဟောပါဘီနက်ကာဖီပဲဖြစ်ရမှာပေါ့နက်များတကြားများတောက်တဲ့ကော်ဖီဟာနက်ကာဖီပဲပေါ့ချန်တော်အောင်အာတော်တော်ပြောသွားပုံလည်းရတယ်ဒီကော်ဖီတစ်ခွက်ဟာသူ့ကိုနက်ပေါင်း20လောက်နုပြိုသွားစေတယ်သူဟာဝမ်းသာအားရသူ့အင်္ဂလိပ်စီကို ပြန်လာတယ်မတ်ကြီးအခုနောက်ငါတောက်တာဘာကော်ဖီလဲဘာကော်ဖီလဲသိလားမသိဘူးနက်ကာဖီ ချန်တွန်းဟာနက်ကာဖီအကြောင်းကိုတအိမ်ချင်းလိုက်ပြောတယ်။လမ်းမှာတွေ့တဲ့သူတိုင်းကိုပြောတယ်။စပီညစိန်ကကိုတန်းကိုပြောတယ်။အကျော်စိန်ကဒေါ်ကြီးဆိုးကိုဝင်ပြောတယ်။ကျန်ရီစိန်ကဘာဘူးကိုဝင်ပြောတယ်။စပိန်ပြင်စိန်ကဦးလေးပေါ်ကိုဝင်ပြောတယ်။ပြောခဲ့တဲ့မြတ်လူတွေကစိတ်ဝင်စားဟန်မပြဘူး။ကိုမတောင်းလိုက်ရတဲ့ကော်ဖီတစ်ခွက်အကြောင်းကိုဘယ်သူကစာစာနာနာနားလည်နိုင်ပါမလဲ။နောက်ဆုံးကိုအီကွန်းစီကိုသူဝင်တယ် မက်ကာဖီအကြောင်းကိုမြင်ရင်ရှက်ရည်ပြောတယ်။ကိုအီကုန်းကလည်းအင်းမလို့အေးမလို့ပဲကော်ဖီဒါရောင်းနေတာ။ကိုအီကုန်းကိုရင်ကော်ဖီတစ်ခွက်ဖြော်တတ်တာမဟုတ်တာလေ။ဒါကြောင့်ဒီမက်ကာဖီဆိုတာကိုသူကြားလဲမကြားဘူး၊တောက်လဲမတောက်ဘူးတာကဒါကြောင့်ဆိုတော့ချန်ထွန်းအောင်ပြောတာကိုသူနားမလည်ဘူး။ချန်ထွန်းအောင်ပြန်လာတော့သူ့မိန်းမကထမင်းခူးတယ်။ဒါပေမဲ့သူမစားတော့ဘူး။သူ့ဘောထဲမှာရှိနေသေးတဲ့သူ့အာယုံခံစားမှုမှာ ပြောက်ကွယ်မသွားသေးတဲ့ coffee ရဲ့ရနက်နဲ့အရာဟာကို तू အပြောက်မခံနိုင်ဘူးဒီလုံနဲ့ညားရောက်လာတယ် तू coffee ဝယ်ရတော့မယ် coffee တောက်ရတော့မယ်ဘိုသေးက next coffee လိုမျိုးနောက်တစ်ခွက်ဘယ်မှာရနိုင်မှာတော့ဇီးရှင်ကုန်းကိုရှာရှာပါပါရောက်လာတဲ့ next coffee ဟာဘာနဲ့ထည့်ထားတာလဲဆိုတော့မသိတဲ့ဟာနောက်တစ်ခွက်တောက်ရဖို့ဆိုတာဘယ်လိုမှဖြစ်နိုင်တော့မဟုတ်လားဒီတော့ तू တောက်နေကြ ကိုဤကိုရဲ့ပြစ်ချွဲချဲကော်ဖီတစ်ခွက်ကိုသူဝယ်ရတော့မယ်။ဝယ်ပြီးရင်သူတောက်ရတော့မယ်။သူတော်တော်စိတ်ပြတ်သွားတယ်။ဘာဖြစ်သူဝယ်တာပါပဲ။ဝယ်ပြီးတော့သူညနေအထိမတောက်ဖြစ်ဘူး။သူရင်ထဲခုန်နေရတယ်။မျက်လုံးကြီးကြောင်လာတယ်။အာရင်ရှာတွေဆွဆွလာတယ်။ဘယ်လိုမှကိုမရနိုင်မှန်းသိတော့မှသူကိုဤကိုရဲ့ကော်ဖီကိုတစ်ချိတ်ကြိတ်ချလိုက်တယ်။ဒီစမ်းမလိုက်တာမကောင်းလိုက်တာ။အဝင်ဆိုးလိုက်တာအန်ချလိုက်တာ။ ။နောက်တစ်ကြိမ်မဖြစ်တော့သူဘယ်လိုမှကိုတောက်လို့ရမှာမဟုတ်တော့။သူမျက်လုံးထဲမှာမနေ့ကကော်ဖီကိုပဲမြင်နေ။မနေ့ကအရာကိုပဲတတ်မှတ်နေ။သူ့လက်ထဲကကော်ဖီခွက်ထဲမှာကော်ဖီတွေအများကြီးကျန်နေသေးတယ်။သူတစ်ကြိမ်ထက်တောက်ကြည့်တယ်။လေချောင်းထိုးကိုဝင်သွားတဲ့တောကော်ဖီအေးဆက်ဆက်ဟာသူ့မျက်နှာတစ်ခုလုံးကိုရှုံ့မဲ့သွားစေတယ်။အေးစနေတဲ့ကော်ဖီကိုတောက်နေပြီမဲ့သူ့မှာချွေးတွေရွှဲနေလာတယ် ရင်းနေပူလာတယ်။ညီဆွတ်ဆွတ်အောက်စော်နံတဲ့ကော်ဖီအနံ့ဟာသူ့ကိုတဆတ်ဆတ်တုံကြီးစေတယ်။တော်တော်ညံ့တော့မှသူ6 6 6 6အိပ်ပျော်သွားတယ်။အိမ်မက်ထဲမှာပြောင်ပြောင်မပြောင်နဲ့နှက်သားတစ်ပါးဟာသူ့ကိုရွှေစင်ခန့်နဲ့ကော်ဖီတစ်ခွက်လမ်းပေးလိုက်တော့ကိုသူတောက်ရတယ်။သူဟာနှက်သားပေးတဲ့ကော်ဖီကိုတောက်ရင်ပြုံးတယ်ပြီးတော့နှက်သားကို ရှေခွက်ပြန်ပေးလိုက်တယ်။အလုံးအိမ်မက်ထဲကနှက်သားဟာလက်ဆက်တက်တော့ စေမျုံကအလုတ်သမားလေးငမုံပါလားနောက်တနေ့ကစားပြီးခြံထိုးအောင်ဒုက္ခရောက်တော့တာပဲ next coffee ကိုသူဆွဲလန်းနေပြီဒါမျိုးကိုတသက်လုံးတောက်နေရရင်ဘလောက်ကောင်းမလဲခတ်တာကတသက်လုံးနိမိတတာနောက်တစ်ခွက်တောက်ရဖို့တော့မလွယ်ဘူးလေဒါမျိုး coffee ကတိတ်နဲ့အစင်ရွာကြီးဖြစ်တဲ့အကြောင်းဆုမာတောင်ရှိတယ်လို့သူမကြားဘူးနောက်ခုကအဲ့ဒီလို coffee မျိုးမတောက်ရတာထား လက်ရှိကိုအီကုန်းကော်ဖီကို သူဘယ်လိုတောင်းမရတော့တာလဲပြဿနာပဲညကတည်းမဟုတ်မနေ့ကကိုအီကုန်းဆိုင်ကကော်ဖီကိုတောက်တော့လဲပြို့တာပဲဒီလိုနဲ့ထမင်းမမစားနိုင်ဖြစ်လာတယ်ဒီလိုနဲ့သူဟာဘယ်ကော်ဖီမှတောက်လို့မဖြစ်တဲ့အခါထမင်းတော့မစားချင်မတောက်ချင်ဖြစ်လာတယ်ဒီလိုနဲ့သူဟာအဲ့ရထဲလဲတယ်ပစက်ကညကော်ဖီညကော်ဖီလို့ပဲအော်နေတော့တယ်သူမိန်းမကလည်းသူယောက်ျား မက်ကာဖီကိုဆဲလဲရင်မစားနိုင်မတောင့်နိုင်ဖြစ်နေတာသိပေမဲ့ဒီကာဖီမျိုးဘယ်မှာတောင့်ဝင်မလဲစီးချင်ကုန်းကတော့သူတယောက်နေနဲ့မက်ကာဖီဘယ်မှာထွက်ရှာမလဲသူတက်နိုင်တာတစ်ခုတော့ရှိတယ်ဘိုသေးတော်ပြီးဆယ်မြောင်းပိုကြီးမိမကိုနောက်ထပ်တစ်ခွက်လောက်တိတ်ပါအောင်ဒီလိုဒီလိုဖြစ်နေလို့ပါဆိုရင်ရနိုင်တယ်လို့သူတွေ့တာဒီလိုနဲ့သူတစ်ဖက်ခြံကိုထွက်ခဲ့တယ်အကျိုးအကြောင်းလည်းရှင်းပြတယ်အမမက်ကာဖီရှိသေးလား ဟဲ့အဲ့ဒါငါတို့တောက်တာမဟုတ်ဘူးအဲ့တယ်တွေမြို့ကပါလာတာပလင်းထဲမှာနှစ်ခွက်သုံးခွက်စာတော့ရှိအောင်မယ်ဒီလိုလုပ်လေမနေ့ပြန်အဲ့တယ်တွေပြန်တော့မှာငါတို့မိသားစုလည်းလိုက်သွားမှာခြံလဲကြည့်လိုက်အောင်နော်ရော့ပလင်းယူသွားဘယ်လိုဖြော်ရတာလဲအမဟဲ့ယူနေတယ်ပြီးစူရင်တစ်ခွက်စာမန်းပြီးဖြော်ပေါ့ကျစူးခွဲလောက်ထည့်ပြီးခလောက်ပေါ့အချိုကျရင်တကြားနည်းနည်းထည့်ပေါ့ဟုတ်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 ကဲ့ ခြံထွန်းအောင်မင်းမဟာအိမ်ပြန်ရောက်ရောက်ချင်းရင်မွေးတဲ့တဲ့တခွက်စာဖြောတယ်။ခြံထွန်းအောင်ကိုတိုက်တယ်။နှစ်ပေါင်း50အတွင်းမှာခြံထွန်းအောင်သူ့မင်းမကိုဒီတစ်ခါကြီးစူးအတင်ဆုံးပဲ။သိလဲသိပါတယ်။သူဟာချက်ချင်းအားအိမ်တွေပြည့်ဖြိုးလာတဲ့လမ်းစန်းလာတဲ့ငယ်စိတ်တွေတောင်တစ်ဖြက်ဖြက်ပေါ်လာတယ်။တနေ့တနေ့ဒီပလင်းကိုပဲတကင်ကင်တော့ရင်မဝတဲ့ကြည့်နေတယ်။ဒါမျိုးတဲ့ပလင်းမျိုးကိုမာရင်ရမှာပဲကွာ။ ဈေးကြီးမှာပေါ့တော့ပြီးတော့ဘယ်သူ့ကိုဘယ်လိုမှမလဲညော့ဆိုတာအဝေးကြီးဘာပဲဖြစ်ဖြစ်မြို့မှာတော့ရမှာပါပဲဒါမှတောက်ရိုက်ငါမနေနိုင်တော့ဘူးတော်ကလည်းတသက်လုံးကိုအီကွန်းကော်ဖီတောက်လာတာတောက်ပါတော့လားဒီမက်ကာဖီနဲ့ကျုပ်တို့နဲ့မတန်ပါဘူးတော့ဘာဖြစ်လို့မတန်ရမှာလဲကိုအီကွန်းကော်ဖီကိုငါမတောက်ချင်တော့ဘူးတောက်လို့လည်းမရဘူးမက်ကော်ဖီမှာပုံမမတောက်ရရင်ငါတီလိုက်မယ် တင်ရင်နဲ့တင်ဖို့ပဲကိုရင်ရဲ့ဘဲခရမှာတော့အခုတော့နှစ်ခွက်စာကိုဆယ်ခွက်စာတော့ဖြည့်ယုံအနက်ပါယုံဖြော်တိတ်နေတာမနဲ့ပြန်ဆိုကုန်းပြီချန်ထုံးအောင်တော်တော်စိတ်ညစ်သွားတယ်တကယ်လဲပနင်းထဲမှာကုန်တော့မယ်ဒါကုန်ရင်ဘဲခမှမညနိုင်တော့ဘူးကိုအီကုန်းဖြော်ခုံဘဲဘက်ထောက်ကကော်ဖီမုတ်ခါတူးတူးအောက်တောက်တောက်ကိုသူပြန်တောက်ရတော့မယ်မတောက်နိုင်ဘူးဘလို့မှမတောက်နိုင်ဘူးသူဟာ net coffee ပလင်းကိုတအားဆုတ်ထားတယ် ။တမင်းအဖုံးကစွေးနေတဲ့အနက်ကိုအာရပါရရှူတယ်။ဒီလိုနဲ့ချန်ထွန်းအောင်ဟာ Nest Coffee နဲ့ပြတ်သွားတဲ့နေ့ကစားပြီးအိမ်ရထဲမှာပြန်လဲတယ်။တမင်းကိုပဲပုတ်တက်နေရင်ကအိမ်ရထဲမှာလူးလိုက်နေတာက၃ရက်။ခရောင်ကနန်းအော်နေတာက၄ရက်လောက်ဖြစ်လာတော့သူ့မိန်းမဟာ ကိုအီကိုဆိုင်ပြေးတယ်။ကိုအီကိုကအကျိုးအကြောင်းပြောပြတယ်။မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာပေးဖို့ပြောတယ်။ တတက်လုံးမပိတ်ခဲ့တဲ့သူ့ဆိုင်ကိုပိတ်ပြီးမြို့ကတက်ရှာမယ်လို့သူကတိပေးလိုက်တယ်။ပြီးတော့ကော်ဖီတစ်ခွက်ကောင်းကောင်းလေးဖြော်ပြီးခြံထိုးအောင်မိန်းမနဲ့လိတ်လာခဲ့တယ်။သူ့မြို့ပြန်လာတော့ခြံထိုးအောင်ကတင်းနေပြီ။လက်တစ်ဖက်က Nest Coffee ပလင်းကိုလက်ထဲမှာစုပ်ကင်ထားရင်းတည်တာ။ခြံထိုးအောင်မိန်းမကတော့ရင်ဘက်စီတီပေါ့။ကိုအီကွန်းကလည်းပါလာတဲ့ကော်ဖီလေးခြံထိုးအောင်ခေါင်းရင်းမှာပဲထားလိုက်ရတော့တယ်။ပြီးတော့တေသူလက်ထဲကပလင်းကိုဆွဲယူတယ်မရဘူး။ ခြံထွန်းအောင်ရဲ့လက်ချောင်းတွေက Nest Coffee ပလင်းကိုဘလုံးမမလွတ်ဘူး။မတည့်ခင်ဘလော့အားနဲ့ဆုတ်ထားတယ်လည်းမသိဘူး။ဘလုံးမကိုခွာထုတ်လို့မရဘူး။ဒါတမျှတည်င်းမေးတမျှလူတွေလည်းခွာကြတာပဲ။လက်ချောင်းလက်စစ်တွေကြိုးခါမှကြိုးရောပလင်းကို ခွာထုတ်လို့မရဘူး။ဒီတော့ပလင်းကိုစုပ်လက်သားနဲ့ပဲခေါင်းတွင်းနေ။ဒီတိုင်းပဲမြည်မြုပ်တကြိုရတော့တယ်။ဒီဖြစ်ရဖြစ်ပြီးနှစ်ပေါင်း20ကျော်ကြာခဲ့တဲ့နှစ်ဇီးချင်ကုန်းတင်းကျင်းမှာ နွားကြောင်သားတယောက်ဟာအင်းကျင်းထင်းမှာနွားကြောင်ရင် အသားတွေမရှိတော့တဲ့ပြုတ်ထွက်နေတဲ့လူလက်ဖြံရိုးတချောင်းကိုတွားတွေ့တယ်ထူးဆန်းတာကလက်ဖြံရိုးရဲ့အစုံးမှာအယိုးစုဖြစ်နေတဲ့လက်ကြောင်းတွေဟာတလင်းတလုံးကိုဆုတ်ကင်ထားတာပဲနွားကြောင်သားကတလင်းကိုလိုချင်လို့ဆွဲယူလိုက်ပေမဲ့လက်ဖြံရိုးကြီးတချောင်းလုံးပါပါလာတယ်လက်ချောင်းကြီးထဲကပလင်းကိုအတင်းချုပ်ပြီးမရဘူး အယုံငုံငောလက်ချောင်းတွေဟာပလင်းကိုတအားညစ်ပြီးဆုတ်ထားတော့မယ်မလွတ်တဲကင်ထားတော့မယ်ဒီကြီးရွာထဲရောက်လာတော့ဒီလက်ပြန်ရိုးဟာခြံထွန်းအောင်ရဲ့လက်ပြန်ရိုးပဲဆိုတာရွာကသိရဲ့ဇီးချင်းကုံတင်းကျဲမှာခြံထွန်းအောင်ရဲ့လက်ပြန်အယိုးစုဟာ next coffee ပလင်းကိုမလွတ်တဲဆုတ်ကင်ထားအောင်မှာပဲဇီးချင်းကုံရွာထဲကကိုအီကုံသားတွေရဲ့လက်ပြန်စိန်မှာ next coffee ရနေပြီ ဇာတူဝါရနေပြီမိုင်းလိုရနေပြီဟောလစ်ရနေပြီတီးမစ်ကော်ဖီမစ်တွေရနေပြီဘာတောက်ချင်လဲအကုန်ရနေပြီပြီးပါပြီရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင် ကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေရှင်